အားလုံးပဲမင်္ဂလာပါရှင်မြမဝါရီတီချန်နယ်ကနေပရိသတ်များအားလုံးကိုကြိုဆိုပါရစေဒီနေ့မှာတော့စာရေးသူဇေယနာရာမညရေးသားထားတဲ့အောင်မြတ်တာနဲ့ကြောင်နှံ့မော်ဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးချင်ပါတယ်ဇာတ်လမ်းလေးမစသေးရင်မှ channel လေးကို like ကန် subscribe လေးနဲ့ဇာတ်လမ်းသစ်တွေတင်နိုင်မှသိရှိနိုင်လို့အတွက်လည်းလိုဒီခေါလောင်းလေးနှိပ်ပေးပါအောင်ရှင်ဟုတ်ကဲ့ဒါဆိုရင်တော့ဇာတ်လမ်းလေးကိုစလိုက်ပါပြီရှင်ဧကရိယဘာဖြစ်တာလဲငါလည်းမသိဘူးညာမှာကောက်ကောင်ကြီးက တယောက်တည်းရီးလို့ရီးငိုလုံးငိုဖြစ်တာလို့ပြောတယ်။အခုအိမ်ပေါ်မှာရောက်နေတဲ့သူမျိုးကစိရရီလား။အော်ငါလည်းဘဲသိမလဲတော့။နင်းနဲ့ငါအတူတူလာကြတာ ው ။ငါပြန်လာမင်းနေသေးရဲ့။စကားများအနေနဲ့ကြည့်စရာရှိရာကြည့်။အိမ်အောင်လေကားဝါးကနေချောင်းကြီးနေရဲ့မိမမျိုးကသူတို့သိကျင်တဲ့အရာတွေကိုတယောက်တစ်ပေါက်မင်းနေခြင်း။ဒီမိန်းကလေးရဲ့အုတ်ထင်းသူကဘသူပါလဲ။တက်ခန့်ရဲ့စကားကိုကြတော့တပတ်ကောင်းပေါင်းပေါင်းထားတဲ့အသက်60အရွယ်အမေဦးက ။သမီးလေးရဲ့မိခင်ကကျမပါရှင့်။အရင်ဒီကလေးမဘလို့စားပြစ်တယ်ဆိုတာပြောပြပါအောင်။အရင်လည်းမသိဘူးဆရာလေးတို့ရဲ့။အရင်အပတ်ကပုံမှန်လူလိုပဲဒီအပတ်ရမှညဘက်တိတ်ဆိုတုန်ငုံငူတည်ရည်ရည်ဖြစ်လာတယ်။အစားလဲတောင်းစားတယ်။ထမင်းကျွေးရည်လည်းမစားဘူး။အသားငါးတွေပဲတောင်းစားတာ။ခုလည်းဆရာတို့အိမ်ထဲဝင်လာတဲ့ရအခန်းထဲကနေအပြင်ကိုထွက်မလာတော့ဘူး။သူနဲ့ပတ်သက်လို့အရေးတိထားတာဘာရှိသေးလဲအဲ့လိုတော့အရေးလည်းမသိဘူးစရာလေး တက်ခိုင်တဲ့မိကလေးရဲ့မိခင်တို့ပြောနေတဲ့ချိန်ဆရာလေးကျမတခုလောက်ပြောလို့ရမလားတက်ခိုင်တဲ့အတန်ကြားရနေရကိုလှည့်ကြည့်လိုက်တော့အတန်25နှစ်အရွယ်မိကလေးတူဦးကိုတွေ့လိုက်ရတယ်ရပါတယ်ပြောပါကျမနဲ့ဒီအိမ်ကမိကလေးနဲ့အရင်ရင်းနှီးရဲ့တငယ်ချင်းနေပါအခုပြောပြတဲ့အကြောင်းကလည်းသူဒီလိုဖြစ်တာနဲ့ပတ်သက်နိုင်မယ်ထင်လို့ပါပြောပါမိကလေးတီထားတဲ့အရာတွေကိုပြောပါလွန်ခဲ့တဲ့တပတ်ကျော်လောက်က ရွာအပြင်ရေကန်မှာကျမနဲ့ဧကရီရေသွားခတ်ကြတယ်။အပြန်မှာပိုဘက်ရွာမူကြီးဆိုတဲ့ကလာသားဧကရီကိုချစ်ချောင်းကြိုက်ချောင်းပြောတယ်။မူကြီးဆိုတာဧကရီကိုတစ်ဖက်သက်လိုက်ဆိုင်နေရဲ့လူပါ။အဲဒီမှာဧကရီကမူကြီးကိုမချစ်နိုင်ကြောင်းပြောတော့မူကြီးကဧကရီကိုဆွဲလာရန်လာလို့တယ်။ဧကရီကလည်းမူကြီးသူ့ကိုဆွဲလာရန်လာလို့ပားရိုက်ခဲ့တယ်စရာ။ဧကရီကသူ့ကိုပားရိုက်လိုက်တော့နေငါ့ကြောင့်တိစေရမယ်ဆိုပြီးကြိတ်ဝါခဲ့တယ်။အဲ့ဒါနဲ့များဧကရီ အခုလိုဖြစ်တာပတ်သက်နေမလားလို့ပါစီအားမိကလေးရဲ့စကားကိုကြတော့တက်ခါရအဲ့လိုတော့တထေချတွက်လို့မရသေးဘူးမိကလေးကိုခေါ်ပြီးမိကြီးရဲ့အဖြစ်တစ်ခုခုတော့ရမယ်တင်တယ်ပြောပြီးတော့ဖះဆင်ရှိမှနေရာဝင်ယူလိုက်တယ်တက်ခါဖះဆင်ရှိရောက်တော့ဖះရှိကိုမြစ်တာပို့ပြီးကျွန်ုပ်ဒီခုနှစ်ရက်သားသမီးများပေါ်စေတနာထားကကုညီခဲ့ပါသည်မကောင်းတဲ့အတိုင်းခိုက်တွေကိုဖယ်ရှားပေးမဲ့စိတ်ရင်းကသာကျွန်ုပ်ဘဝနှမ်းမှုနေပါသည် ယခုအိမ်အတွင်းမှာဖြစ်နေတဲ့အနောက်ရှက်များအားဒီချိန်မှစ၍ကျွန်ုပ်စတင်ဖယ်ရှားတော့မည်ဖြစ်တဲ့အတွက်ဆရာပိုင်ရာပုဂ္ဂိုလ်များကျွန်ုပ်အားကူညီပေးကြပါဒါကြောင့်ဒီအိမ်အတွင်းရှိမကောင်းတဲ့အရာဆွဲကပ်နေသူငါဤအရှိသူအမြန်လာရောက်စေရန်အမိန့်ပြန်သည်ငါဤအရှိမှလွဲ၍ကြံသည့်နေရာများငရဲမိကဲ့သို့ဥလောင်စီသာတက်ခအမိန့်ပြန်လိုက်တဲ့ချိန်မရှိမနာမှပဲအိမ်ခန်းထဲကနေလေးဘက်ထောက်ပြီးထွက်လာတဲ့မိခလေးကိုမြင်လာရတယ် မေကလေးရတက်ခါရှိလဲရအောင်ဖျားစင်ကိုကြောပီးပြီးထိုင်လိုက်တယ်။ဖျားစင်ကိုကြောပီးပြီးထိုင်လိုက်တဲ့အခါဒါဟာအောင်းလန်းအတိုင်းခိုင်းဆိုတာတက်ခိုင်သဘောပေါက်ပါတယ်။မေကလေးကိုတဲဝင်နေရဲ့မကောင်းဆိုးဝါကဖျားစင်မကိုလှဲ့စမ်း။မလှဲ့နာဘူးဟဲ့။အဲ့ဒီရုပ်ထုကိုမကြည့်ကျင်ဘူး။မေကလေးရဲ့စကားတန်ကြောင့်လာကြည့်နေသူတွေကတီတိုစကားတန်တွေထွက်လာတယ်။တက်ခိုင်နဲ့ချင်းနီကိုသဘောပေါက်ပြီးတော့အင်းဆောင်ပုတ်ကိုယ်တွေဖျားအောင်စော်ကားတဲ့ကောင်ရဲ့ပါဇက်ကို မီးကြီးခဲလို့ပူလောင်တဲ့တန်ကြုံနဲ့ပြဲထားပြီးတော့ရှာအောင်ဓာတ်နဲ့ပြက်ကြတက်ခိုင်အမိတ်ပေးလိုက်တာနဲ့ကြောပီးပီးထန်ကြီးရဲ့မိခလိရဲ့ပါဇက်ကအလိုလိုဟလာပြီးဘူဒူဝါဒအော်ဟစ်ပါလီရောတစ်ဖက်မှာလည်းအောင်မြတ်တာတိယကြောင်နဲ့မော်အောင်ထားတဲ့သူရဲ့နောက်ကိုလိုက်ရင်နဲ့တောက်တံမြတ်တစ်ခုလေးကိုရောက်လာခဲ့တယ်။အုတ်ကုအကျိုးပြတဲ့ခွေးတွေတူးရက်ထားတဲ့မြေပေါ်အဟောင်းနေချာမှာထိုးထိုးထောင်ထောင်ပြင့်နေတဲ့မှတ်တိုင်တွေကတာမန်လူတယောက်ကိုခြောက်ချားစေနိုင်တယ် အောင်မြတ်သာလည်းတောက်တန်နေဝင်ပြီးတစုံတရာကိုလိုက်ရှာနေတဲ့ချိန်အောက်ကတလုံးမို့ကုတ်ကတ်တက်လာတဲ့ကြောင်နှက်တကာကိုတွေ့လိုက်ရတယ်။ကြောင်နှက်ကိုမြင်တော့အောင်မြတ်သာကအရှိတိုင်းသာလာခဲ့ပါ။သင်ရဲ့ဖြစ်စဉ်ကိုကြောက်ထံပြောပြလို့ရပါတယ်။အဲဒီလိုပြောလိုက်တော့ကြောင်နှက်ကြီးရဂူဘောကနေနှွားကနေခုံချလာပြီးတော့မြေကြီးနဲ့မတိခင်မှာလူတယောက်ဖြစ်သွားခဲ့တယ်။တို့လူကအောင်မြတ်သာရဲ့အရှိရောက်တော့ကျုပ်ခုလိုအခုညီတောင်းတာကိုဥယက်ခါတိကျုပ်ကိုတတ်လိုက်မယ်။ ါကြောင့်သူမရှိရဲ့ချိန်ကြုံလာခဲ့တာ။တင်ရပါကြောင့်ခုလိုဖြစ်နေရတာလေ။တင်ကြုံတွေ့နေရတဲ့အခက်အခဲတွေကိုကြုတ်ထန်ပြောပါ။ကုနီနိုင်ကုနီပါမယ်။အောင်မြတ်သာစကားဆုံးတော့ကြောင်နှမောင်အောင်ထားတဲ့သူကတကယ်တော့ကျုပ်ကဆရာပေါင်းမှားခဲ့တာပါ။လွန်ခဲ့တဲ့နှစ်20လောက်ကကျုပ်ကတာမန်လူတစ်ယောက်ပဲ။တနေ့တော်ရဲမှာဟင်းစားရှာနေုံကြောင်တကောင်ရဲ့အော်တန်ကိုကြားလိုက်ရတယ်။ကြောင်အော်တန်ကကျုံသားထဲမှာမကံမရနိုင်အောင်ဆူးရှာလို့ အတန်ကြားရအောင်လှရှာခဲ့မိရဲ့ရှိုးတခုအလိုမှာတော့ကြောင်အောင်တန်ကပူကျဲလာတယ်ကျုပ်လည်းအတန်ကြားတဲ့နေရာကိုကြည့်လိုက်တော့အင်းကြီးအမဲလုံးကြီးအမဲဝစ်ထားတဲ့လူတယောက်ရဲ့ရှေ့မှာကြောင်တကောင်တွေ့လိုက်ရတယ်သူစန်းတာကအဲ့ဒီကြောင်ရဲ့ပါးစပ်အနေအော်နေပြီမဲ့တကူလုံးလောက်တေဆွဲပြီးအယိုးတော်ကြတော့မယ်အင်းကြီးအနက်နဲ့လူကြီးကကျုပ်ကိုတွေ့တော့လက်ပြပြီးလာခဲ့ဖို့ခေါ်တယ်ကျုပ်သူ့နာရောက်သွားတော့ကျုပ်ကိုစကားတစ်ခုမေးတယ်မင်းကြောက်တက်လားတဲ့ ကျောက်ကငငယ်လေးကတယောက်တည်းရှောက်သွားနေရသူဆိုတော့မကြောက်တတ်ဘူးလို့ပြန်ကြည့်လိုက်မိရဲ့ဇလန်အဲ့ဒီကစတော့တာပဲအောင်မြတ်ကလည်းကြောင်တန်းမော်အောင်ထားတဲ့သူရဲ့ပြောစကားအောင်နားထောင်ပြီးတစ်ချက်ပြုံးလိုက်တယ်တစ်ဖက်မှာလည်းမင်းဘသူလဲဘာကြောင့်ဒီကောင်မလေးကိုနှောက်ယှက်နေရလဲငါမသိဘူးငါ့ကိုဒီမှာနေရမယ်လို့ပြောတယ်နေတော့ငါ့ကိုတက်ရင်တော့ငါမသိဘူးတက်ခိုင်အံ့ဩသွားတယ်ဘာကြောင့်လဲဆိုတော့အရင်ဘယောကရီကုတုံးကနဲ့မတူပဲ ဘာကူမှမကြောက်တဲ့ပုံစံဖြစ်နေတယ်။နင့်ကိုနာကျင်အောင်လည်းငါမလုပ်ချင်ဘူး။ဒါပေမဲ့ငါမေးရအမှန်တမ်းကြည့်။နင့်ကိုဒီနေရာမှာဘယ်သူထားခဲ့ရလဲ။ငါမသိဘူး။ငါမှပြောခွင့်လည်းမရှိဘူး။နင်တို့ငါ့ကိုကြိုက်တယ်လို့လို့နင်တို့ကိုလည်းငါမကြောက်ဘူး။ကောင်းပြီလေ။ငါအစိုးမစုံနဲ့တော့။ပြောပြီးတော့ရေမန်းနဲ့တောက်လိုက်တယ်။ရေမန်းနဲ့ထီရနဲ့ဝင်ပုန်းနေရဲ့မိကလေးကကြမ်းမြင့်မော်လူးလိုက်ပြီးအော်ဟစ်ပါလိုက်ရော။ဒါပေမဲ့ကိုရေကနေမခွာဘူး။ ်တက်ခိုင်အနူနီရောအကြံနီရော သုံးပေမဲ့မရခဲ့ဘူးအဲ့ဒီချိန်မြောင်းဆိုတဲ့အတန်းနဲ့တူအိမ်ထုတ်တန်းပေါ်ကကြောင်တကောင်ခုန်ချလာတယ်တက်ခိုင်နဲ့ခုန်ချလာတဲ့ကြောင်ကိုကြည့်လာတော့မနေရဇေယျမှာတွေ့ရကြကြောင်နယ်ကြီးကတက်ခိုင်ကိုကြည့်ပြီးငြိမ်နေတဲ့ချိန်နားထဲမှာကြောင်နယ်ကြီးပြတဲ့နေရာကိုတွေ့ပြီးရလာတဲ့အထုပ်ကိုမီးရှို့လိုက်ဆိုတဲ့အောင်မြတ်တာရဲ့အတန်းကိုကြားလိုက်ရတယ်ဝင်ဘူးနေရဲ့ကောင်းမလေးကကြောင်နယ်ကြီးကိုမြင်တော့နတ်ကျော်နေရသစ္စာဖောက်တာလား ဆိုပြီးဝန်ကောင်းတန်နဲ့ထအော်တယ်။တက်ခိုင်နဲ့အကင်းပါသူပြီးပြီးဝင်ပူးနေတဲ့မိကလေးကိုအင်းဆောင်ပုပ်ကိုယ်နဲ့ချုပ်ခိုင်းထားပြီးကြောင်နယ်ကြီးကိုစိုက်ကြည့်နေလိုက်တယ်။တက်ခိုင်ကြည့်နေရဆိုရင်လည်းကြောင်နယ်ကြီးကအိမ်မတင်းမောက်ကခုန်ဆင်းသွားတယ်။တောင်းရလဲအချင်းလေးကိုသဘောပေါက်ပြီးကြောင်နယ်ဆင်းသွားတဲ့နောက်ကိုလိုက်ကြည့်ရခါကြောင်နယ်ကြီးကအိမ်နောက်ကရေချိုးရဲ့နေရာရောက်တော့ရေကြီးကိုလက်သေးနဲ့တူးပါနေရော။တက်ခိုင်လည်းကြောင်နယ်တူးရဲ့နေရာကိုမိမရှိရဲ့ဓမ္မထိတ်နဲ့ထပ်တူးလိုက်တဲ့အခါမှာတော့ရေကြီးတဲ့ကနေ ။ထမိတ်စားနဲ့ပတ်ထားတဲ့အရာတစ်ခုထွက်လာတယ်။ထမိတ်စားနဲ့ပတ်ထားတဲ့အရာကိုကြည့်လိုက်တော့စံချင်မြင်နေနဲ့ရစ်ချီထားတဲ့လက်ညိုးရိုးတခြားကိုတွေ့လိုက်ရတယ်။အဲဒီချိန်ကြောင်တန်ကြီးကိုလုံးဝမတွေ့ရတော့ပဲ။ညလုံးရှိမှကြောင်ချင်းမလားပြောက်သွားခဲ့တယ်။ဒါကြည့်နေသူတွေအကုန်ကြောင်လန့်နေတဲ့ချိန်အိမ်မောကနေငါ့ဟာကိုပြန်ထားလိုက်စမ်း။နင်တို့အလုံးနင်တို့လောက်ငါ့အလုံးကိုမရှုံနဲ့။ဆိုပြီးအိမ်မောကနေခုံစင်းမှုကြိုးစားပြီးမဲ့တစုံတစ်ယောက်က အနောက်ကနေစပင်ကိုနှမ်းဆွဲလိုက်သလိုဖြစ်ပြီးပြန်ကျသွားတယ်။တက်ခိုင်လည်းသူ့လိုထွက်လာတဲ့အထုပ်ကို အိမ်မော်ပြန်ယူတင်လာပြီးမင်းရဲ့ပစ္စည်းပါလာပြီဆိုတာနဲ့တောင်းချမ်းမှုစိတ်ကူးရပေါ့။ငါဒီပစ္စည်းကိုရေမှန်းတစ်ဆက်ချလိုက်တာနဲ့မင်းဘာဖြစ်သွားမယ်ဆိုတာသိရမလား။နင်တို့မကျေနပ်ဘူး။ငါအလုပ်မပြီးသေးဘူး။နင်တို့နှောက်ရှက်လို့ငါအလုပ်ပြတ်ပြီ။ကဲခုချက်ရစားပြီးငါမေးရအမှန်တိုင်းဖြေမလားမဖြေဘူးလား။မဖြေဘူး။နင်တို့ကြိုက်တယ်လို့လို့ ကောင်းပြီလေအကြီးကျုပ်ကို စီတစ်ခွက်ပေးပါအရှင်ပြည့်သူအကြီးကစီတစ်ခွက်ယူလာပြီးတက်ခိုင်ဦးပြီးတော့ဟိုအဖွားကြီးသူတို့ခိုင်းတာဘာလို့လောက်ရလဲနေုံနဲ့ငါတက်မယ်ဆိုပြီးကုန်းထားတက်ခိုင်ရလမ်းနောက်ပြန်ရိုက်ချလိုက်တယ်တက်ခိုင်လည်းစီကွက်ကိုကမ်းပြီးလွယ်အိမ်ထဲကအင်းတစ်ချက်ကိုပြချပြီးစီကွက်ထဲထည့်မှွေလိုက်တယ်အင်းစရွက်ပြရိစီကွက်ထဲပျော်သွားတဲ့ချိန်တမိန်စားနဲ့ပတ်ထားတဲ့ရောင်စီမံနဲ့တောက်ပြီးမေးပါနေရော ။ခေါင်းမနေရဲ့မိခလေးရဒီတခါတော့ငဲတန်းပါအောင်။အော်ဟေးလူလိုက်ပါလေရော။အမလီပူတယ်။မခံစားနိုင်တော့ဘူး။ငရဲမီနဲ့တိုက်နေရလားဆရာစုပ်ရဲ့။တေပါတော့မယ်။ငါ့ကိုမလောက်ပါနဲ့တော့။ဒါဆိုငါမင်းရမှတ်မှန်ကြည်စမ်း။နေကိုဘသူခိုင်းတာလဲငါ့ကိုခိုင်းတာအောင်လန်းစီရဥယျခခိုင်းတာနေကိုဒီနေရာမှာလာမြုပ်တာဘသူလဲလက်ကြောင်လာမြုပ်ထားတာဥယျခခိုင်းလို့သူတို့လာမြုပ်တာ ်ညီတို့ဘာရည်ရွယ်ချက်နဲ့ဒီကလေးမကိုယ်လည်းဝင်ပြီးဒုက္ခပေးရလဲသူ့အသေးစိတ်တွေကငါ့ကိုထဲ့ထားလားလာမယ်လမ်းပြေးညာကြရင်ငါသူ့ကိုရွာပြင်တောဆက်ကိုခေါ်သွားရမယ်ပုံမှာမဲကြီးဆိုတဲ့ကောင်စောင့်နေလိုက်မယ်မဲကြီးကသူ့ကိုမရရတဲ့နည်းနဲ့ပိုင်ဆိုင်အောင်လုပ်မယ်ဆိုပြီးဆရာကြီးရက်ခနဲ့ပေါက်ကြံလာတော်တော်အောက်တန်းကြတဲ့ကောင်ပါလားနေခုဒီနေရာထွက်သွားနေုံကျင့်သိနေကောင်ဖရားမနေရာချပြီမယ်။ပုံမှန်ကောင်းကောင်းမွန်မွန်နေ။အောင်လန်းစီရလက်အောက်မှာမလုံနေတော့ ငါပြောတာကြားလားငါ့ကိုလွတ်ပြီးတော့ငါသွားတော့မယ်တက်ခိုင်လဲအိမ်အောင်စင်းပြီးသမိစားနဲ့ထုတ်ထားတဲ့အရာကိုမီးရှို့လိုက်တယ်မီးရှို့ပြီးရဲ့ချင်းမိခလေးကတတိပြန်လဲလာတယ်ရွာလေးကကာလာသားတွေကတော့မဲကြီးဆိုတဲ့ကောင်ကိုရိုက်တက်မယ်တကယ်ကဲလုံနေလို့တက်ခိုင်ဝင်ထိရသေးရဲ့စိတ်အေးအေးထားကြပါသူအတွက်ပြစ်တင်လာပါလိမ့်မယ်သူအပြစ်ကနေကိုအပြစ်မဖြစ်ပါစေနဲ့တက်ခိုင်နဲ့ရွာသားတွေကိုဖျောင်းပြပြီးရဲ့ချင်းအေကောင်ရင်တစ်ပင်ပေါ်ကနေ ကြောင်အော်တန်ကိုကြားလိုက်ရတယ်။တက်ခိုင်တဲ့တောင်းကလည်းတယောက်မျက်နှာတယောက်ကြည့်ပြီးရွာသားတွေနဲ့အရှင်အကြီးကိုနှုတ်ဆက်ကကြောင်အော်တန်ကြားတဲ့နောက်ကိုလိုက်ခဲ့ကြတော့တယ်။အောင်မြတ်တာကကြောင်တန်းမောင်အောင်ထားတဲ့သူကိုကြည့်ပြီးတော့မင်းနာမည်ဘယ်လိုခေါ်လဲ။ကျုပ်နာမည်နတ်ကျော်လို့ခေါ်တယ်။ဟုတ်ပြီ။ငါတပည့်နှစ်ယောက်ကိုအကူညီနာတောင်းတာမင်းပေါ့။ဟုတ်ပါတယ်။ကျုပ်ပြောကားပါတဲ့ကိစ္စမလို့အကူညီတောင်းရတာပါ။အခုသူတို့ပြန်ခေါ်လိုက်နေပါပြီ။မင်းကဒီမှာရှိနေတာ။ သူတို့ဘယ်သူကသွားခေါ်တာလဲကျုပ်ရဲ့ကိုဘွားလေကျုပ်မှာကိုဘွားနှစ်កောင်ရှိရဲ့ဒီမှာကြည့်ဆိုပြီးသူ့ရဲ့ပေါင်လှမ်းပြလိုက်တယ်အောင်မြတ်သာလည်းကြည်လိုက်တော့ပေါင်မှာចောင်းတက်အယုတ်တယုတ်ကိုတွေ့လာရတယ်မင်းကြောင့်ဟာတကောင်နေလားငါတိရចောင်းတက်ចောင်းစင်မဟုတ်လားခုနကပြောတယ်လေကျုပ်ရဲ့ကိုဘွားတကောင်လှုပ်လိုက်တယ်ဆိုတာဒီဘက်ပေါင်ကចောင်းမောဗျထိုအခါကျမအောင်မြတ်သာလည်းဒါဆိုနောက်တကောင်အပြင်ခေါ်ထုတ်ကြည့်ပါလားကျုပ်လည်းတွေ့ဘူးတယ်ရှိအောင် အောင်မြတ်စကားဆုံးတော့နတ်ကျော်ကသူ့ရဲ့ဘဲဘက်ပါကိုလက်ဝါးနဲ့သုံးချက်ရိုက်လိုက်တယ်ဆိုရင်ပဲပေါင်ပေါ်မှာထူထားတဲ့ကြောက်ရွံ့လေးကအပြင်ရုံရုတ်တရက်ခုန်ထွက်လာပြီးတဖြည်းဖြည်းကြီးလာခဲ့တယ်။တဲဟုတ်ပါလား။မင်းကြောင်နှမောင်ကစွမ်းနိုင်လား။အဲ့လိုစွမ်းမှုအခက်ခဲတွေအများရင်ဆိုင်ခဲ့ရတယ်။အခုကျုပ်အခုညီတောင်းရတယ်ဆိုတာလေ။ဆရာကြီးရခကျုပ်ကိုကြောင်နှမောင်ထိုးပေးရခြင်းသူလိုတဲ့ချိန်စိတ်ခိုင်းလို့ရမယ့်အစီအရင်တွေမှာထည့်သွင်းခဲ့တယ်။ဘလို့အစီအရင်တွေထည့်သွင်းခဲ့လို့လဲ ကျုံနဲ့ဆရာရက်ခတောနဲ့ကြီးရဲ့မှာတွေ့ပြီးတော့သူကျုပ်ကိုခေါ်လာခဲ့တယ်။အယိုးကြပြီးအော်နီရဲ့ကြောင်းတေကိုယူပြီးဒီတုတ်တံကိုလာခဲ့ကြတယ်။တုတ်တံကိုရောက်တော့ဥရက်ခကျုပ်အကြောင်းလမ်းရှိမရှိကိုစမ်းသပ်ခဲ့တယ်။သူစမ်းသပ်တဲ့နည်းရကတကယ်ကိုသွေးပြတ်မတက်ပဲပြန်တွေးကြည့်ရင်တော့ကြက်သိမ်းမှုညင်းထမိရဲ့။စိုးစမ်းမအောင်ဥရက်ခဘလူနည်းရနဲ့စမ်းသပ်ခဲ့လဲ။ကျုပ်ကိုလုံးအနှံ့ရှိရဲ့မြေကျင်းထဲမှာခေါင်းပေါုံယုံသာမြုပ်ပြီး သူထွက်သွားတယ်။ သူထွက်သွားတော့ကျောက်ကိုစကားတခုမှခဲ့တယ်။ကျောက်ညလုံးမိတ်လို့မရဘူးတဲ့။ကျောက်ညလုံးမိတ်ပြီး10မိနစ်နေရနဲ့ကျောက်သေးရလိမ့်မယ်လို့ပြောခဲ့တယ်။ကျောက်ကမြတညလုံးနေကျင်ထဲမှာနေနေရတယ်။ညနဲ့လာတော့တုတ်တန်နေရနေအရွယ်ဆုံးတန်းဆုံးမကောင်းဆိုးဝါးတွေထွက်လာခဲ့တယ်။ကျောက်ရဲ့ဘေးမှာဆိုတော့ပုံစံမျိုးစုံနာနာဘာဝတွေကအပြည့်ပဲ။အဲဒီမှာကျောက်ဦးကောက်ကန်ပြီးပါဇက်ကိုလက်အေးအေးကြီးနဲ့လာပြဲတာကိုတိလိုက်ရတယ်။ဒါပေမဲ့ကျောက်လှုပ်မရခဲ့ဘူး။အရှိမမြင်နေရတဲ့ယာရီက လူအယိုးထန်းထားတဲ့မျက်နှာပြောင်နေတဲ့တည်ရဲတွေဘိုက်တရကလေးတန်းလန်ကြနေတဲ့တည်ရဲမာတွေတချို့တွေဆို သူတို့အချင်းသူတို့ပြန်စားနေကြတာကျုပ်ပါဇက်ကလည်းပိတ်လို့မရအောင်ကိုလည်းဖြစ်ချင်အောင်ပြီဆိုပြီးလိုက်ကြည့်နေတာအဲ့ဒီမှာဘိုက်တရကနေသွေးဆက်လက်ကြနေတဲ့အချင်းကိုကိုက်ဖြတ်ပြီးကျုပ်ပါဇက်ထဲလာထည့်တာကျုပ်ပါဇက်ကရောက်လို့ရောက်ခင်ဖြစ်နေပြီပုံစော်နန်းလိုက်တာဆိုတာကျုပ်ဘွားကမှတခါမှမရဘူးတဲ့ပုံနန်းပြကျုပ်လည်းမျက်လုံးမမိတ်ရဲဘူးအဲ့ဒီတည်ရဲမှာ သူ့အချင်းကိုကျုပ်ပဇက်တဲ့ပြစ်ထဲခံနေကြမှမထဲတော့ပဲပြန်ထွက်သွားတယ်။ကျုပ်ပဇက်လည်းအဲရီတော့မှပြန်စီလို့ရတယ်။တယောက်သွားလို့စိတ်အေးရမလားမှတ်တယ်။လူသုံးပတ်စာလောက်ရှိရဲ့ဘလူးလားတရေလားတော့မသိဘူး။မနေ့ကမှမြုပ်ထားတဲ့မြေပုံထဲကိုသူ့ရကြီးနဲ့ထိုးကလော်ပြီးမြေပုံထဲကအလောက်ထန်းလာတာ။အလောက်ကောက်ထန်းလာပြီးကျုပ်ရှိမှဘုတ်ခနဲပြစ်ချပြီးတော့အလောက်ကောက်ရဲ့ဘိုက်ထဲကကလီစာရီကိုအားရပါးရထိုင်စားနေရ။ကြုံကြည့်နေရင်မျက်လုံးတွေပြလာတယ်။ ဒါပေမဲ့စိတ်ပြန်တင်းပြီးတည်ရင်လည်းတည်ပါစေသူတော်စားသေးရပဲငားပါလို့မကြည်ရဲရမှလဲဆိုပြီးထိုင်ကြည့်နေတဲ့ချိန်ဥယခပြန်ရောက်လာတယ်ဥယခပြန်ရောက်လာနဲ့ကုနာရှိနေရဲ့နာနာဘာဝတွေပျောက်ခြင်းမလားပျောက်ကုန်ကြတယ်နောက်မှသိရတာအဲ့ဒီနာနာဘာဝတွေကသူ့မွေးထတာအဲ့ဒါနဲ့မင်းတို့ကသဘောကျသွားတာပေါ့ဟုတ်တယ်ကျုပ်ကမြည်ချင်းနဲ့ရထုတ်ပြီးအရေးတမျိုးတိုက်တယ်အမောင်ထဲမှာမို့ဘာမှမသိပဲတောက်လိုက်ပြီမဲ့ တော်တော်ညှိရတော့တိလိုက်တယ်။နောက်မှသိရတာကြောင်နှဲ့ရဲ့သွေးနဲ့ဆေးနဲ့ရောထလာတဲ့ကျုပ်လည်းသူ့တိုက်တာတောက်ပြီးတော့အိပ်ပျော်သွားတယ်။နိုးလာတော့သူဟာဒီညကျယ်ရီစုံတဲ့ချိန်ကြောင်နှဲ့မော်သွင်းမယ်လို့ပြောတယ်။ကျုပ်လည်းအဲဒီတနေ့လုံးဘာမှမစားရဘူး။ညမလည်းရောက်တော့ကျုပ်ရဲ့အဝေးစားရီကိုချုပ်ပြီးအရှိဘက်ကိုကြောပေးပြီးထိုင်လိုက်တယ်။ပြီးတော့ကျယ်ရီနှက်ခတ်တွေစုံပြီးဆိုတော့မှကျုပ်တကူလုံးစာစီဝါတစ်ခုကိုဝိုင်းလိုက်တယ်။ဘေးကအုပ်ကူပေါ် ဖျောင်းနိုင်ထုံးမိကျုပ်ကိုစေးစားပေါက်တယ်။သူပေါက်တဲ့စီကကြောင်တဲ့ရဲ့သွေးနဲ့ဖော်ဆက်ထားတဲ့ဆေးရောထားတာဗျ။စုတ်တန်နဲ့ကြောင်တဲ့ရဲ့အယိုးညနေအောင်သွေးထားတာ။ဘယ်ဘက်ပါ့စေးစားပေါက်တဲ့ချိန်စုတ်တန်နေရနေလူတည်းရဲ့စာလောက်ရှိရဲ့ခွေးနဲ့တကောင်ထွက်လာပြီးတော့ကျုပ်တို့ကိုရံပြူဖို့မန်းဖီနေတဲ့ချိန်ဥရခလွယ်အိတ်ထဲရစီလုံးနဲ့ခွေးကိုလှမ်းပစ်လိုက်တယ်။ဆေးရတော်တော်စွမ်းနေပြောရမယ်။စီလုံးနဲ့တည့်ရဲ့ချိန်ခွေးနဲ့ကြီးကတကင်းကြဲအော်ပြီးပြေးတာမှတန်းနေရပဲ ဲ့ဒီမှာဆီယာကမဖဲဝါနင့်ခွေးနှက်ကိုမလို့နဲ့နင်းကိုရိုင်းလာခဲ့ငါအလုံးငါလုံးနေရလာမနောက်ရှက်နဲ့ငါအကြောင်တိရမလားလို့ပြောပြီးကျုပ်ကိုဆေးပြန်ပေါက်နေလိုက်တယ်။ဒါဆိုမင်းဆီယာကပေါ်သေးသေးတော့မဟုတ်ဘူးပေါ့မဖဲဝါအောင်တော့ဟိဟောင်ရဲတယ်ဆိုတော့အဲ့ဟာတက်ပူတာပြောပြအောင်မယ်မဖဲဝါကလူသုံးရက်စာလောင်မြင့်နာဗျထမိန်အဝါရောင်တောက်တောက်ကိုဝစ်ထားတာမျက်နှာကိုတော့မမြင်ရအောင်မဖဲဝါကလည်းသူ့ခွေးနဲ့ကြီးထိသွားတော့ ်ဦးရခောင်းသူ့ရဲ့လဝိုင်းနဲ့ရိုက်ကြတာလဝါကဘလောက်ကြီးလဲဆိုရင်နှစ်ပြောင်းရွက်ငါးရွက်ကျလာသလားလို့တော့ထင်ရတယ်ကျုပ်တော့ဒီတစ်ခါသွားပြီလို့တော့ထင်နေတာအဲဒီမှာဦးရခလက်ထဲမှာကင်ထားတဲ့ကြောင်နဲ့အယူနဲ့မဖဲဝါလက်ကိုထိုးလိုက်တာအိုးကအတန်နဲ့ကြီးနဲ့អော်ပြီးပြေးပါလိရောဦးရခနောက်မှပြောတာကြောင်နဲ့ယူမှာပါတဲ့ဆေးကိုမခံနိုင်လို့ပြေးရလို့ပြောတယ်ကျုပ်ရဲ့ဘဲဘက်ပါကိုဆေးပေါက်ပြီးတော့ညာဘက်ပါကိုဆက်ပေါက်တယ်အဲဒီချိန်ကျုပ်ပြေးရအုပ်ခုပေါ်မှာ ။သွားကြည့်ပြီးပြီးကျုပ်ကိုထိုင်ကြည့်နေတဲ့မနေ့ကတရေမအောင်တွေ့လိုက်တယ်။ဥယခတရေမအောင်မြင်တော့လက်နဲ့ပဲရွေရသေးရဲ့။ဟိုကပြေးတာမှမှုန်းနေရပဲ။ညာဘက်ပါကိုစေးပေါက်ပြီးတော့ကျုပ်ကြည့်လိုက်တာ။ကြောင်တဲ့နှက်ကအတက်ဆင်းလုံနေရဲ့ပုံ။လက်ရမြောင်းလိုက်တာလည်းပြောမနေနဲ့။ဒါပေမဲ့ကြောင်တဲ့နှက်ကောင်ရဲ့မျက်လုံးမရှိသေးဘူး။ဥယခအဲ့ဒီတော့မှကြောင်နှက်ကိုအသက်သွင်းတာ။အသက်ဘလို့သွင်းလဲဆိုတော့သူ့လွယ်အိတ်ထဲမှာရှိရဲ့ကြောင်တဲ့မျက်လုံးကိုထုတ်ပြီး ဘဲပေါင်းညာပေါင်းမှာရှိရဲ့ကြောင်ရုပ်ပေါ်ကိုတင်လိုက်တယ်။ပေါင်ပေါ်တင်လိုက်တယ်ဆိုရင်ပဲကြောင်မျက်လုံးနှလုံးကဟိုဟိုဒီဒီကစားပါနေရော။အဲဒီတော့မှကျုပ်ရဲ့ပေါင်မှာထိုးထားတဲ့ကြောင်မျက်လုံးနေရာကိုဓားနဲ့ခွဲပြီးကြောင်သေးမျက်လုံးကိုထည့်တာ။ကြောင်သေးမျက်လုံးကိုထည့်ပြီးလက်နဲ့တက်ချလိုက်တော့ဓားနဲ့ခွဲထားတဲ့နေရာလုံးဝကိုပျောက်သွားတာ။ဒါပေမဲ့ကျွန်တော်မသိလိုက်တာသူထိုးပေးတဲ့ကြောင်ရုပ်ရဲ့အမီးနှခွဖြစ်နေရအောင်ပဲ။အဲ့လိုထိုးပြီးရနဲ့ကျုပ်ကိုခုန်ခိုင်းနေကျုပ်လည်းအသာလေးခုန်လိုက်တာ ဇေယျထိတ်ကိုရောက်သွားတာ။ "तू ကမကြည်နဲ့သေးဘူး။ဇေယျအနောက်မှာပေါင်နေရဲ့တောင်းငပြောရွက်ကိုခုတ်ပြီးသူ့ကင်ထားတယ်။ကျုပ်ကငပြောဘက်ပေါ်တက်ခိုင်းတာ။ကျုပ်လည်းအသာလေးခုတ်လိုက်တာ။ဇေယျထိတ်ကိုရောက်သွားတာ။ "तू ကမကြည်နဲ့သေးဘူး။ဇေယျအနောက်မှာပေါင်နေရဲ့တောင်းငပြောရွက်ကိုခုတ်ပြီးသူ့ကင်ထားတယ်။ကျုပ်ကငပြောဘက်ပေါ်ခုန်တက်ခိုင်းတာ။ကျုပ်ခုတ်တက်လိုက်တာ။ငပြောဘက်ကအိတော်မအီဘူး။ကျုပ်ကိုကျုပ်လည်းအံ့ဩသွားတယ်။အဲဒီချိန်ဟာစပြီးကျုပ်ကသူ့ရဲ့ခိုင်းပန်းဖြစ်သွားတာပဲ။ သူလုံခိုင်းတာမှန်သမျှကိုလားခွင်နေဒီမှာလှုပ်ပေးရတယ်။သူဟာအောင်နန်းစီယာရီရဲ့မှာအဆင်မြင့်တော့ရွာရီရဲ့မှာပညာသည်တွေရှိရင်သူလာတာကိုသိမှာဆိုလို့ရွာရဲမဝင်ဘူး။ကျုပ်ဖြစ်ချင်တာလူတွေကိုကူညီမယ်။အခုဖြစ်နေတာလူတွေကိုဒုက္ခပေးနေရတယ်။လာပြေးလားခွင်ရောက်ရင်ကျုပ်ကိုကျုံမပိုင်တော့ဘူး။ခုဖြစ်သွားတဲ့ကိစ္စကလည်းကျုပ်လှုပ်ပေးခဲ့တာ။ဒါကြောင့်အကူအညီတောင်းရတာပါ။နတ်ကြောင်ရဲ့စကားကိုကြတော့အောင်မြတ်တာက ကျုပ်တို့ကလူကောင်းလေးကိုကူညီပေးရမယ်ဆိုတဲ့တာဝန်ရှိနေရောတင့်ကိုကူညီပေးဖို့ကြိုးစားပါမယ်။တင့်ပေါမှာရှိနေတဲ့ကြောင်ရုပ်တွေကမကောင်းတဲ့ညင်ဆိုးတွေကိုထုတ်ပြလိုက်ရင်တင့်ကိုသူစေခိုင်းလို့မရတော့ဘူး။တင့်ကိုပါပြန်လာတာစောက်တာပေါ့။အောင်မြတ်တာစကားဆုံးတော့တောက်တန်ဇေယျဘောကနေကြောင်အော်တန်ကြားလာရပြီးမကြခင်တောက်တန်လေးကိုဝင်လာတဲ့တက်ခိုင်နဲ့တောက်ရကိုပါတွေ့လိုက်ရတယ်။ဆရာကဒီရောက်နေရအောင်ကျွန်တော်တို့မှရှာလိုက်ရတာ။ အခုဒီမှာရှိရသူရဲ့အစီရင်ကို အရင်ဖယ်ရှားပေးရမယ်။ပြီးရင်တော့ခရီးတစ်ခုဆက်ရအောင်မယ်။ဟုတ်ကဲ့။အောင်မြတ်တာလဲကြောင်တန်းမော်အောင်ထားတဲ့သူဘက်ကိုကြည့်ပြီးတော့တင်းမြတ်လုံးမှိတ်ထားပါ။တခုခုခန်းစားရရင်ခန်းစားရတဲ့အတိုင်းပြောပါလို့ပြောပြီးပေါင်နှစ်ဖက်ပေါ်လက်နှစ်ဖက်အုပ်လိုက်တယ်။အောင်မြတ်တာလက်နဲ့အုပ်ထားတဲ့ချိန်ပေါင်နှစ်ဖက်က ရုတ်တရက်တုံလာပြီးတော့ပေါင်ထဲမှာပြေးနေတယ်။အာနာတယ်။ပေါင်ရဲ့အသားကိုဖောက်ထွက်နေတယ်လို့ခန်းစားရတယ်။ ။လက်ကျော်ရဲ့အတန်ကိုကြာတော့အောင်မြတ်တာကတင်းရဲ့ကိုယ်ထဲမှာရှိနေတဲ့မကောင်းတဲ့အစီရင်တွေကြောင့်ဖြစ်တာပါ။မကြခင်ကောင်းသွားပါလိမ့်မယ်။ခနာတီးခံလိုက်ပါ။အောင်မြတ်တာစကားဆုံး။အာမရတော့ဘူး။အယမ်းနာတယ်။ကျုပ်ပိုင်းထဲကနေအပေါ်ကိုတက်လာနေပြီ။အော်တန်နဲ့တူလက်ကျော်အယုတ်ကျိုးပြက်လေးကြသွားတော့တယ်။အချိန်ဘလောက်ကြာတဲ့အထိလက်ကျော်သတိမိသွားတယ်မသိ။ပြန်သတိရလာတော့တောက်တန်ထဲမှာဘယ်သူမှမရှိရော။လက်ကျော်ရဲ့ဘေးမှာတော့ စီစိတ်ဆက်ကူနဲ့ရေးထားတဲ့စာရွက်တစ်ရွက်စာရွက်ရဲ့ဘေးမှာတော့ကြောင်နံယူနှစ်ချောင်းစာထဲမှာရေးထားတာတင်းကိုယ်ထဲမှာရှိရဲ့အစီရင်ဖြစ်တဲ့ကြောင်နံအယူထဲထုံပေးခဲ့ပြီပြီတင်းသူတစ်ပါးကိုကဲတင်ခြင်းနဲ့ဆိုရင်တော့တင်းရခင်ရောက်ခဲ့ဘူးတဲ့တောနဲ့တဲကိုပြန်လာခဲ့ပါကျုပ်တို့စောင့်နေမယ်လက်ကြော်လဲစာဖတ်ပြီးရနဲ့ပေါင်ကိုကြည့်လိုက်တော့ကြောင်တဲကြောင်စင်းကောင်ကအမိနှခွားမဟုတ်တော့တာတွေ့လာရတော့တယ်လက်ကြော်လဲပေါင်ကိုပုတ်ပြီး ကြားလို့ဩကခုတ်လိုက်တယ်ဆိုရင်လေလူကနှက်တောင်ဝေးတကူပမာဇေယခေါမိုးပေါ်ရောက်သွားခဲ့တယ်။ဇေယခေါမိုးပေါ်ကနေလွတ်ပြီးကျွတ်ပြီးဟေးလို့ဩလိုက်တဲ့ပဲတင်တန်းကတင်းချိုင်းတစ်ခုလုံးဖုံးလွှမ်းသွားပါတော့တယ်။ဟုတ်ကဲ့ပါရှင်။စာရေးသူဇေယနာရာမညရေးသားထားတဲ့အောင်မြတ်တာနဲ့ကြောင်နှံ့မော်ဆိုတဲ့ဇလံကတော့ဒီမှာရင်းမဲပြီးဆုံးပါပြီ။ဇလံလေးကိုအားပေးခဲ့တဲ့အတွက်လည်းပရိသတ်ကြီးအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။